အဘဲတန်းမှာဒီလူတက်တဲ့အမှုကအခုဖမ်းမိသွားပြီပေါ့နော်ဖမ်းမိသွားပြီဆိုခေါင်းနေတောင်ကြိုက်တယ်အဲ့ရယူနားထောင်ပြီးတော့သွားပြီးတော့ဘလိုပုံစံလဲဆိုတော့ဒီအဲ့တည်တဲ့ကောင်မလေးကဘကိုးတိုင်းနတ်တလင်းရတဲ့စုမြောင်ဝင်းပေါ့အသက်က20နှစ်မှ30နှစ်တဲ့အာသူကတော့ တကယ်ကွာอืมတကယ်ကမှာအဲ့ Telegram channel တစ်ခုကနေပြီးတော့កောင်လေးရកောင်လေးရအဲ့တာဂီတာအောင်ခန့်ကျော်ဆိုတဲ့အဲ့16နှစ်កောင်လေးရ Telegram Telegram channel ကနေသူတို့သူတို့ပျော်ပါဖို့အတွက်ကွာဒီရမလားအဲ့အဲ့កောင်မလေးကိုခေါ်ပြီးတော့อืมဟောဖြစ်တာပေါ့ခေါ်ပြီးပျော်ပါတာပေါ့เนาะအချိန်မှာဘလို့ဖြစ်တုံးဆိုတော့အဲ့ကောင်ကအဲ့တက်လိုက်တဲ့ကောင်က16နှစ်အောင်ခန့်ကျော်စင်ဆိုတဲ့ကောင်လေးက16နှစ်ကိုမှ तू က online game တွေအများကြီးဆော့ပြီးတော့လူတက်ကားတွေပေါ့ အဲ့ဒါတွေကိုအများကြီးကြည့်တဲ့ကလေးကျွန်အရင်တခါပြောဘူးသလိုမျိုးပဲကလေးရဒီလေကျွန်တို့ရဲ့ဒီအင်တာနက်အမှောင်ဘက် အချမ်းကအင်တာနက်မှာမှအမှောင်ဘက်ချမ်းကရှိရဲ့အဲ့ဒီဟာဒီမှာဇာတိလူတတတို့တနတ်ဝေတာဘာညာတရာကအဲ့ဒါတွေနဲ့ဆက်ဆက်ချင်းဆက်ဆက်မှာပေါ့နော်ဒါပေမဲ့အခုကတော့သူကအခုဖြစ်စင်မှာကြတော့ကောင်းကြီးကအဲ့အောင်ခန့်ကျော်စင်ဆိုတဲ့ကောင်းကြီးကကမလေးကိုခေါ်ပြီးပြောပါဖို့အတွက်ခေါ်ခဲ့တာနောက်ပြီးတော့အဲ့ချိန်မှာသူကကမလေးအဲ့ စုမြင့်ဝင်နေတွေ့တဲ့အချိန်မှာသူကသူ့မှာပါတဲ့စတီဒါနှစ်ချောင်းနဲ့ထိုးလိုက်တယ်ထိုးလိုက်တဲ့အချိန်မှာကောင်မလေးကတည်သွားတယ်တည်သွားတဲ့အချိန်မှာသူကဝဲဘက်ကပေါင်ရဲ့အသားတွေကိုထုတ်တာသူကအဲ့လိုဇလန်းနေရတိုင်းအကုန်လုံးကိုလုတ်ခဲတာအားလုံးကိုဖြတ်တယ်ခုတ်တယ်အတွင်းကလီစာတွေကိုထုတ်တယ်အတွင်းကလီစာတွေကိုတတ်တတ်ထားတယ်နောက်တစ်ခုကကျတော့အဲ့ဝဲဘက်ကပေါင်ရဲ့အသားတွေကိုအကုန်လုံးကိုဖြန့်တာတခန်းလုံးမှာဖြန့်တာ ဟန်လာပြီးရင်ချိန်ကြတော့သူသွေးရလည်းအများကြီးပြည့်ကျက်နေရပေါ့အဲ့ချိန်မှာမှဘယ်လိုလဲဆိုသူ့ရဲ့ရည်စား၁၈နှစ်ပဲဘယ်ဟာလဲဆိုတော့ဒီအင်မွန်အောင်ဆိုပြီးတော့ကွာဒီလားရွှေကုန်တိုင်းမှာနေတာသူကအဲ့ကောင်မလေးကိုခေါ်ပြီးတော့အဲ့ကောင်မလေးကကျတော့အဲ့သွေးတွေကိုရှင်းပေးခဲ့တာပေါ့နော်အဲ့လိုဆိုကောင်မလေးကလည်းအလိုလိုလိုပါဖြစ်သွားတာပေါ့နော်အဲ့လိုဆိုတော့သူတို့ကဒီနေ့ကျတော့ဖမ်းမိတယ်ပေါ့သူတို့ဖြစ်တာတော့ဒီ9ရက်နေ့အောက်တိုဘာ9ရက်နေ့တော့အဲ့ဖြစ်စဉ်ကတော့သူတို့စပြီးဖြစ်တာပေါ့နော် ဟိုဆိုတာဟာလေဘာလဲဆိုတော့အဲ့ကလေးလေးဒီလိုမျိုးလောက်ရကုန်ဟိုတယ်အနေနဲ့ကလည်းမတည်ဘူးကွာပြီးတော့ပြောချင်တာအဲ့ကျမတို့ဒီအထက်ဘလောက်ဆိုတာဒီဒီကျမတို့ဘလောက်ပဲပေါ့အဲ့အထက်ဘလောက်မှာကဒီ32လမ်းအထက်ဘလောက်မှာစာအုပ်ဆိုင်ကြီးများကြီးပဲတိလားအဲ့ရလေလူပြတ်တဲ့နေရာတော့မဟုတ်ဘူးကွာတိလားအဲ့ခါကျတော့ဟိုတယ်အနေနဲ့လည်းလိုအပ်ချက်တွေရှိတယ်ပေါ့နော်ဒီလိုဒီလိုမျိုးဖြစ်တယ်ဆိုတော့ကောင်မလေးအနေနဲ့လည်းပတ်ဆက်ရရင်ပြီးရောဆိုပြီးတော့တော့လေဟိုဘယ်သူမှမသိဘဝမှမသိမသွားတာတော့အကောင်းဆုံးပဲလို့ထင်တာပဲပေါ့နော် အဲ့လိုမျိုးအခုဖြစ်စင်မှာတော့အဲ့လိုမကြောင်းဝင်မနာတာအဲ့လိုဖြစ်တယ်။အဲကောင်လေးရောကောင်မလေးရောအသက်18နှစ်ပြီးသွားတဲ့ကောင်လေးက23နှစ်ပြီးသွားတဲ့ကောင်မလေးက23နှစ်ပဲရှိသေးတယ်။ဟိုစိုက်ကိုဆန်းဆန်းကိုပဲတတ်ထားတာပေါ့နော်။အဲ့လိုမျိုးဆိုစိတ်လည်းမကောင်းကောင်မလေးတော့ပေါ့နော်။ဟိုတယ်မှာတက်လိုက်တဲ့အောင်ခန့်ကျော်စင်တို့ရဲ့နောက်ဆက်တွဲရကြတော့ဒီအောင်ခန့်ကျော်စင်ကို အလောင်းကူဖြောက်ပေးတဲ့အင်မွန်အောင်ရဲ့အဖေကစေမြောင်းကဒုညုံမှု ပြီးတော့ဒီတက်တာကအောင်ခန့်ကျော်စင်ရဲ့အာဒီနေ့ထပ်တည်ရတဲ့ဟာကြဘလို့လဲဆိုတော့သူက city map မှာဓာတ်နှချောင်းနဲ့ဒီကြွေစည်းကို3000မိုးအရင်ဝယ်တယ်ဝယ်ပြီးခင်မှာအဲ့ဒီဒိတ်ခဲကောင်းပါလေး ကိုခေါ်မဲ့ Telegram channel မှာသွားပြောတယ်။သွားပြောပြီးတော့ဒီတသိန်းခွဲနဲ့ဈေးတည့်သွားတယ်ပေါ့နော်။အဲဒီမှာသူကကြိုပြီး9000လွှဲတယ်။ဒီကောင်မလေးလာမှတသိန်းပေးမယ်လို့ပြောပြီးကြိုတင်တိတိချာချာကြိုတင်ကြံစီပြီးမှကောင်မလေးရရောက်လာမှတော့ကလိုက်တာပေါ့နော်။အဲ့လိုဆိုကြိုတင်ကြံစီပြီးတော့တော့ကလိုက်တယ်ပေါ့နော်။ပြီးတော့သူ့ရဲ့အရင်ရီးစားဟောင်းပြောထားရင်လည်းရှိရဲ့သူကနှစ်ကိုကလေးက လက်ပါချေပါရီရှိရဆိုတာမပြောထားတာရှိခွားအကောင်မလေးတယောက်လည်းတည်ရမှာအဲ့လို့ဆိုဒါကကြတော့အခုတည်ရတဲ့သူ့ရဲ့နောက်ဆက်တွဲဘာဆက်ဖြစ်မလဲဆိုတာတော့မသိသေးဘူးပေါ့နော်ဒါတော့အခုကတော့တည်ရတယ်သူတို့စစ်စစ်မြင်မြင်ပြီးတော့တည်ရတဲ့လောက်ကတော့ဒီနေ့ကတော့ဒါနောက်ဆက်တွဲပေါ့နော် ဒီနေ့ကသတင်းကြလာပြီနေပေါ့နော်ဒါပေမဲ့ဒီနေ့ဘာဖြစ်တော့ဆိုတော့ကျမရဲ့ကျမအိမ်နဲ့အလံမဝေးတဲ့နေရာမှာဒီနေ့လူတက်မှုဖြစ်တယ်ပေါ့လူတက်မှုကဘာဖြစ်တာလဲဆိုတော့အပိုင်း၃ပိုင်းနဲ့အပိုင်း၃ပိုင်းပိုင်းပြီးတော့ကိုပဲရဲရဲဆက်ဆက်တက်ခင်ရတာအစင်းရကြတော့အခုအဘေးတန်းပေါ့အဘေးတန်းကိုဘဘေးတန်းတိတိကျကျဆိုရင်၃၂နဲ့အထက်ဘလောက် beauty lamp ဆိုရဲဟိုတယ်တစ်ခုမှာပါကမာလီတယောက်24နှစ်ပဲရှိတယ်ကမာလီတယောက်တက်ခံရတယ်အဲသူကအပိုင်းကိုတုံးပိုင်းပိုင်းနဲ့ပြည့်အချိန်မှာသူအိမ်ကြီးမှာအမိုက်ခဲ့တဲ့အိတ်အပြာရောင်နဲ့ကိုထည့်ထည့်ပြီးအချိန်မှာဒီဟိုတယ်ရဲ့နောက်ကသူတို့အခန်းရဲ့နောက်အပေါက်ကလေးအေးပိစက်ရဲ့အပေါ်မှာတင်ခဲ့တာဒါပေမဲ့သူတင်ခဲ့တဲ့အချိန်မှာဒီဒီနေ့မနက်သူကဘယ်ချိန်မှတင်ခဲ့တာလဲတော့မသိဘူးဒါပေမဲ့ဒီနေ့မနက်10:00နာရီလောက်ကြာရမှာအဲ့ဒီရဲ့ ဟုတ်တယ်ရဲ့နောက်ကတိုက်ခန်းကလူမျိုးသမီးတယောက်ကမြင်လိုက်တာလက်ကြီးကအကူကြတယ်။ဒါကလူရီတန်းလိုက်ပဲ။လက်ကြီးကအကူကြနေတော့မြင်လိုက်တယ်။မြင်လိုက်တဲ့အခါကျသူကရက်ွက်အုပ်ချုပ်ရေးမှူးတော်ပြောတော်ပြောပြီးတော့ရက်ွက်အုပ်ချုပ်ရေးမှူးအရင်ဆုံးပြောအောင်ပါ။အဲ့ရဟိုတယ်ကတာဝန်ရှိရလို့အရင်ဆုံးတော်ပြောတော်ပြောရက်ွက်အုပ်ချုပ်ရေးမှူးတော်ပြောပြီးပြည်ပဆိုင်ရာလူတွေကရောက်လာပြီးစစ်တေရှင်မှာ CCTV မှာ mm CCTV မှာကောင်းလေးရမျက်နှာတိကျအောင်မြင်ရတယ်ဒါပေမဲ့သူတို့ရဲ့မှတ်ပုံနေနေပါတယ်အတူလားအစ်လာတော့မသိပြင်မဲ့တေချာမှတ်ပုံနေနေမှာတော့ကောင်းမလေးရနေရ24နှစ်ကောင်းလေးရရန်ကုန်ကပေါ့နော်ဒါပေမဲ့ကောင်းလေးရထွက်သွားတဲ့တိုင်အောင် mm အဲ့တိုင်းမှာပုံမှန်အနေထားနဲ့ဒီတိုင်းမှာအေးအေးဆေးဆေးပဲကွာထွက်သွားတာဒါပေမဲ့ကိုစဉ်းစားမိသလားပေါ့နော်သူတို့ဒေါသအလျောက်တက်တဲ့ဆိုရင်တော့ကွာပုံမှန် ပုံမှန်လောက်ပဲတော့ကတ်မှာပါတယ်မှာဒါကြီးကအပိုင်းပိုင်းတောင်ဖြတ်တယ်ဆိုတော့ကွာသူ့မှာကဟိုတယ်ကိုလာတယ်ပဲထားအောင်ကွာဟိုတယ်မှာကိုရီတဲဘူးတဲ့ဟိုတယ်လောက်ဆိုရင်အိတ်ကအဲ့လောက်ကြီးတဲ့အိတ်ကြီးရရှိစရာအကြောင်းရှိဘူးအဲ့တော့သူကအိတ်တို့တက်မဲ့ပစ္စည်းတက်မဲ့ဘောနော်သူ့တော့ကတ်မဲ့ပစ္စည်းပါ냐ကြိုတင်ပြီးတော့ယူလာလာလားဘောနော်အမေအဲကောင်မလေးကအရင်ဆုံးရှိနေတာအကောင်လေးကကောင်မလေးရှိနေပြီးခင်မှာအကောင်လေးကရောက်လာတာ ကမလေးရဲ့အခန်းကအခန်းနံပါတ်900နဲ့မှာနှစ်အဲ့လိုရောက်လာတာဆိုတော့အာဘယ်လိုလဲပေါ့နော်ဘယ်လိုလဲဆိုတော့ကိုရီတွင်းမိတဲ့နောက်တော့သူကြိုတင်ပြီးတော့ဒါတွက်ဆထားမှာပဲသူလာလို့ရမှာဟုတ်လားကြိုတင်တွက်ဆထားပြီးမှာပဲသူဒီလိုမျိုးလုပ်လို့ရမှာအဲ့တော့အပိုင်းပိုင်းဖြတ်ဖို့အတော်ကလည်းသူ့မှာကလက်နဲ့ဆိုတာခုတ်ထင်မြင်ဟာလေအပြည့်အစုံကလည်းပါလာအောင်မှာအိတ်တွေပါရဲလည်းကြိုတင်ပါလာမှာ ဲ့တကြောင်မလို့သူကငကိုကလေးရောက်ကိုပဲကိုထင်တာတော့ငကိုလေးကသူတို့သူတို့ချင်းအဆင်မပြေနေတာလို့ပဲထင်တယ်အဲ့တကြောင်မလို့ဟိုဒီဒီညိုတဲ့တောင်မှဒီလိုမျိုးဖြစ်လာပြီဆိုတော့လေကို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 ပဲကာကွယ်ရမှာပြီးတော့ဒီမိန်းကလေးအနေနဲ့လည်းအဲကိုနဲ့အရင်ကြာမြင့်နဲ့ဆက်ဆံရင်မဟုတ်ရင်ဘယ်မှမလိုက်တာအကောင်ဆုံးလို့ပဲထင်တယ်ဒီလားကျမ6ရက်နေ့လာပြီနေညပေါ့နော်ပြောခဲ့တဲ့ Beautyland Hotel မှာအသက်ခံရတဲ့အမျိုးသမီးအကြောင်းနောက်ဆက်တွဲလေးသိရတဲ့လောက်ကလေးပြန်ပြီးတော့ပြောပြမယ်ရှင်။အဲ့ဒီအမျိုးသမီးကပဲခူးတိုင်းဒေသကြီးနက်တလင်းမြို့နယ်ကအသက်23နှစ်အရွယ်မတ်စုမြတ်ဝင်းလို့သိရတယ်ရှင်။တက်တဲ့သူကတော့ရန်ကုန်တိုင်းဒေသကြီးတာဂီတာမြို့နယ်အမှတ်ခွန်ရက်ွက်မှာနေတဲ့အောင်ခန့်ကျော်စင်းဆိုတဲ့အသက်18နှစ်အရွယ်မျိုးသားပေါ့နော်သူတို့နှစ်ယောက်ကဘယ်မှာတွေ့တာလဲဆိုတော့ Telegram channel က leader ဆိုတဲ့ ဒီ channel ကနေပြီးတော့ဒီမဆုမြတ်ဝင်းကိုသူတွေ့ရှိတယ်ဗောနော်တွေ့ရှိပြီးတော့ဒီအခကျင်းငွေနဲ့ပြောပွားဖို့အတွက်ကိုသူကခေါ်လိုက်တယ်ဗောနော်သူခေါ်လိုက်ပြီးတော့ဒီ beauty land hotel မှာဗောနော်ချိန်ဆိုလိုက်တယ်ချိန်ဆိုလိုက်တယ်ချိန်ဆိုပြီးတော့သူကဒီမဆုမြတ်ဝင်းကိုဗောနော်သူရက်ဆက်စွာတက်ဖြတ်တယ်ဗောနော်ဒီအောင်ခန့်ကြော်စင်ကတဲ့နော်ဒီဂိမ်းအရန်ဆော့တဲ့လူဖြစ်ပြီးတော့ဒီလူတက်ပြီးတော့အလောင်းဖြောက်ဖြစ်တဲ့ ဇကားတွေကိုလည်းအများအားကြီးတဲ့လူတယောက်ဖြစ်တယ်လို့သိရတယ်ရှင်ဖြစ်ပြီးတော့သူစိတ်ကစားဖြစ်နေတာပေါ့နော်စိတ်ကစားဖြစ်ပြီးတော့ဒီသူ့မှာအသင့်ပါလာတဲ့စတီဒါနှစ်ချောင်းနဲ့ဒီမိန်းကလေးကိုရက်ဆက်စွာသူတတ်ဖြတ်တာဝမ်ဒွင်းကလီစာတွေနဲ့ဘဲဘက်ပေါင်အသားတွေကိုလှီးပြီးတော့ထုတ်တယ်တဲ့နော်လှီးထုတ်ပြီးတော့ညီမသူကအဲ့တခါလုံးမှာပေးချမ်းနေတဲ့သွေးတွေပါလေဆေးဖို့အတွက်ကိုသူ့ရဲ့ရီစာအီမွန်အောင်ဆိုတဲ့ကောင်မလေးကိုလှန့်ခေါ်တာ အဲ့ကောင်မလေးကလည်းအသက်18နှစ်ပဲရှိသေးတယ်အဲ့ကောင်မလေးနဲ့သူစေကြောပြီးအလောင်းဖြောက်ဖြစ်ဖို့သူလှုပ်လိုက်တယ်ပေါ့နော်လှုပ်ပြီးတဲ့နောက်မှာအဲသူတို့ထွက်ပြေးတယ်ပေါ့နော်အဲ့ထွက်ပြေးတာကိုဒီအော်တိုဘာလ6ရက်နေမှာတက်ပြီးအော်တိုဘာလ9ရက်နေမှာသူတို့ရဲ့နေအိမ်မှာပဲအဲ့နှစ်ယောက်လုံးကိုဖမ်းဆီးရရှိတယ်ပေါ့နော်ဒီတေသွားတဲ့မဆုမြက်အောင်ရဲ့ဆုမြက်ဝင်းရဲ့ဖုန်းပေါ့နော်ဖုန်းသုံးလုံးကိုလည်းတိတ်ဆီးရရှိတယ်လို့သိရတယ်ရှင်ဒီ ရဆက်စွာတက်ဖြတ်ခဲ့တဲ့အောင်ခန့်ကျော်စင်ရဲ့အလောင်းဖြောက်ရောင်မှာကုညီပါဝင်တဲ့အီမွန်အောင်ရောပေါ့နော်တရားဥပဒေအရဒီဖန်ဆီးဖို့အတွက်လှူဆောင်နေတယ်လို့သိရပါတယ်ရှင်ဒါနောက်ဆက်တဲ့သတင်းလေးပေါ့နော်ဒီကနေ့အော်တိုဘာလ6ရက်နေ့သတင်းကျွလာပြည်နေပေါ့နော်ကြားရတဲ့စိတ်မကောင်းစရာတရင်လေးတပုတ်ပြောပြအောင်မယ်ရှင်ရန်ကုန်မြို့ဗဘဲရန်မြို့နယ်32လမ်းအထက်ပေါ့နော်အဲ့ဒီမှာရှိတဲ့ beauty land hotel အဲ့ Beautyland Hotel ကအခန်း900နှစ်မှာတဲ့အမျိုးသမီးတဦးကိုပေါ့နော်ဒါနဲ့အပိုင်ပိုင်ခုတ်ဖြတ်ပြီးတော့ဒီ plastic အိတ်နဲ့ထုတ်ပြီးတော့ဒီအပြင်ဘက်ကလေ air con outdoor တွေထားတဲ့အပြင်ဘက်ကိုစွန့်ပစ်ပြီးတော့ထုတ်ထားတာပေါ့နော်အဲ့မှာလက်ကြီးတစ်ဖက်ကထွက်နေတယ်ပေါ့နော်အဲ့ဒါကိုဒီလမ်းပေါ်မှာလမ်းပေါ်ကနေဖြတ်သွားတဲ့အုတ်ချိုရင်မူကမြင်ပြီးကြံကြမ်းမှာဒီအကြောင်းကြားပြီးတော့မှသိရတာပေါ့နော် သိရတာအခုချိန်ထိဒီအမျိုးသမီးကိုဘသူကတတ်သွားတာတော့ဒီမျိုးသမီးကဘသူတုံးဘာကြောင့်ဒီလိုဖြစ်ရတာတော့ဆိုတဲ့အကြောင်းရင်းနေတော့မသိရသေးဘူးရှင်အဲ့ဒီအကြောင်းလေးကိုလာပြီးတော့ပြောပြတာပါနော်